မြန်မာနိုင်ငံသား2ဦးနဲ့တရုတ်နိုင်ငံသား15ဦးပါဝင်တဲ့ကြားဖြန့်ကိုင်းတစ်ခုကိုထိုင်းနိုင်ငံချင်းမိုင်မှာဖမ်းဆီးရမိတယ်လို့ဇူလိုင်လ1ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။တရုတ်နိုင်ငံသားစုစုပေါင်းတသိန်းစီကနေ American Dollar 15သန်းလိမ့်လင်ထားတဲ့ကြားဖြန့်လုပ်ငန်းကိုချင်းမိုင်မှာရှိတဲ့စိန်ခမ်းအင်အားတစ်ခုမှာဝင်ရောက်ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။ဟန်နုံခရိုင်ဘန်ဝမ်ခရိုင်ခွဲက အင်အားဖွံ့ဖြိုးရေးစီမံကိန်းနယ်မြေတဝိုက်မှာကြားဖြန့်ကိုင်းရှိတယ်လို့တရင်ရရှိလို့တပ်ဖြန့်ရှာဖွေရမှာဌာနရန်သားနာမည်ခံဝဲပေးထားတဲ့စိန်ခမ်းအင်အားအတွင်မှာကြားဖြန့်ကွန်ရက်ကိုစီးနင်းဖန်းစီမိခဲ့ပြီးတပ်သေးများဖြင့်ကွန်ပျူတာဆယ်လုံး၊မိုဘိုင်းဖုန်း26လုံးနဲ့တန်တရားတရခန်း18ဦးကို ဖန်းစီရမိခဲ့တာပါဒီကွန်ရက်ဟာတရုတ်နိုင်ငံအတွင်ကတရုတ်နိုင်ငံသားတွေကိုပြစ်မှတ်ထားပြီးကြားဖြန့်လုပ်တာ အွန်လိုင်းလောင်းကစားလုပ်တာချမ်းသာကြွယ်ဝသူတွေကိုကာစီနိုတွေမှာလာကစားဖို့စီယုံတဲ့အလုပ်တွေကိုလှုပ်ဆောင်ကြပြီးစည်ရင်းများစစ်ဆေးမှုအရတရုတ်နိုင်ငံသားတွေစီကနေရွှန်တန်းတရာဖို့အထိလိန်လင်ထားတာတွေ့ရှိတယ်လို့ဆိုပါတယ်တရုတ်ကြားဖြန့်လုပ်ငန်းတွေဟာထိုင်းနိုင်ငံအတွင်းပိုင်းအထိများစွာဝင်ရောက်လာကြပြီးကွန်ဒိုရီဟိုတယ်ခန်းတွေနဲ့အိမ်တွေကို ထိုင်းနိုင်ငံသားတွေကဂျာခန်ကအငားပြအဝယ်ပြက ကြားဖြန့်ဗဟိုချက်အဖြစ်ထိုင်းကိုဗဟိုချက်သဘောထားလှောက်ဆောင်နေကြတယ်လို့ဆိုပါတယ်။